မာလီနီဆိုတဲ့မိန်းကလေးက USA ကနေဘွေရခဲ့ပြီးတဲ့နောက်မှာတော့သူလည်းသူနေထိုင်နေတဲ့မြို့ငယ်လေးကိုပြန်လာခဲ့ပြီးကုမ္ပဏီတစ်ခုမှအလုပ်ဝင်ရောက်လုပ်ကိုင်းနေခဲ့ပါတယ်။ဒီကိုရောက်လာပြီးနောက်မှာမှသူမထူးဆန်းတဲ့စွမ်းရည်တွေကိုခံစားရနေခဲ့ပါတယ်။ဒါကြောင့်သူကလည်းအလုပ်တွေကိုအယုံစုဆိုင်နိုင်ခြင်းမရှိဘဲနဲ့မလုပ်တဲ့အရာတွေကိုစတင်လုပ်ကိုင်းခဲ့ပါတယ်။သူမကအမောက်ပြောကားနဲ့ပတ်သက်တဲ့အလုပ်တွေကိုလုပ်ကိုင်းနေပါပြီ။နေအခန်းထဲမှာတနားတနားပြိတ်ပြီးတော့ဘာလုပ်နေရလဲဟမ်။ အခုဒီဖျောင်းနိုင်တွေအမွှေးနိုင်တွေထုံးပြီးတော့ဘာလို့လုံနေရပြန်တာလဲငါကမှားတာပါနင်းတို့တော့ငါပညာတတ်တယောက်ဖြစ်စေခြင်းလို့အမေရိကန်ထီလှုပ်ပြီးတော့ပညာရည်အများကြီးတောင်းသင်ပေးခဲ့တယ်ဒါပေမဲ့နင်းအခုလုံနေတဲ့အရာတွေကဘာတွေလဲအမေရလေကျွန်မမဟုတ်တာတွေလုံနေမှာမဟုတ်တာကျွန်မဖျောင်းနိုင်တွေထုံးပြီးတော့တရားအထုတ်ခြင်းကြံနေရလေအမေရဲ့ကျွန်မအခုလိုလုံနေတဲ့အချိန်မျိုးမှာတော့အမေဝင်လာပြီးကျွန်မကိုအနောက်ရှက်မပေးပါနဲ့နော် နေရဲ့တရေတဆိတ်နဲ့တူနေအခန်းနဲ့ဝင်လာဖို့အတွက်ငါတော်တော်လေးဝါသနာပါတယ်လို့နင်ထင်နေလားအပြင်မှာတရေရောက်ရောက်နေတယ်အဲ့ဒါကြောင့်ငါနဲ့လာခေါ်တာပြောပြီးနောက်မှာတော့မိခင်ဖြစ်သူကလည်းဒေါသတကြီးနဲ့သမီးဖြစ်သူရဲ့အခန်းထဲကနေထွက်ခွာသွားခဲ့ပါတယ်မာလီနီကသူ့ရဲ့ပူဇော်ပွဲကိုပြီးဆုံးသွားအောင်လို့လှုပ်လိုက်ပါတယ်ပြီးတော့နေအေကန်နဲ့ထွက်လာခဲ့ပါတယ်အေကန်နဲ့မှာတော့တကြီးရွယ်အိုတယောက်ထိုင်းနီယာကိုတွေ့ခဲ့ရပါတယ်ဟုတ်ကဲ့ပြောပါရှင်ဘာကိစ္စများရှိလို့ကျမနဲ့တွေ့ချင်နေရတာလည်းမသိဘူးဘာများကူညီပေးရမလဲရှင် ကျွန်တော်မာလီနီဆိုရင် main clay နဲ့တွေ့ချင်လို့ပါသူကအောက်လန်းပညာကိုတော်တော်လေးနိုင်နေတယ်လေဟုတ်ကဲ့ကျွန်မပါပဲရှင်အဖိုးကြီးကတော့တော်တော်လေးထူဆန်းနေမျက်နှာမျိုးနဲ့ကြည့်နေခဲ့မိပါတယ်သူမြုံကြည့်နိုင်ဖြစ်နေခဲ့တာကတော့တော်တော်လေးကိုအသက်ငယ်ရွယ်လွန်းနဲ့ခေဆန်းတဲ့ main clay တယောက်ကဘလို့ဖြစ်ပြီးဒီအလုပ်တွေကိုလုပ်ကိုင်နိုင်ရတာလေပေါ့သူကလည်းထူဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တဲ့အခါမှာမာလီနီကလည်းပြုံးရဲ့ပြီးပြောခဲ့ပါတယ်အားလုံးကတော့ကျွန်မတို့အတွင်းထူဆန်းအံ့ဩသွားကြတာပါပဲရှင်ကဲကဲကဲပြောပါ ကျမဘက်ကဘာမှအကူအညီပေးရမလဲအကူအညီပေးနိုင်တာအားလုံးကိုတော့ပြောဟုတ်ကဲ့ကျွန်တော်တို့ကတော့တတ်တတ်လို့စားရမိသားဆိုပါကျွန်တော်တို့ဘိုးဘွားပြည်ပင်အစင်အစတတ်တတ်လို့ပဲစားလာခဲ့ကြတာအိမ်မှာအသားတွေငါးတွေကိုဆိုရင်တော့ထိအောင်မထိဘူးဒါပေမဲ့အခုကျွန်တော်ရဲ့အသက်24နှစ်အရွယ်တာလီကဘာဖြစ်တယ်မသိပါဘူးဒါတွေကိုစားတော့နေရလေဒါနဲ့မြားကျမဘာရီမြားအကူအညီပေးနိုင်လို့လဲရှင်သူရဲ့အတွေးခေါ်တွေကမှားရွေးနေရဖြစ်မှာပေါ့သူကအသားငါစားတဲ့သူတွေနဲ့ပေါင်းသိနေလို့အခုလိုမျိုးစားတော့နေရလဲဖြစ်နိုင်တာပဲ အဖိုးကြီးကတော့တခုခုပြောချင်နေခဲ့ပေမဲ့မာလီနီရဲ့အမေကတော့ရက်နေခဲ့ပါတယ်။နှစ်ယောက်သားအေးအေးဆေးဆေးစကားပြောကြပါကျွန်မအခုလက်ဖက်ဖြောခဲ့မယ်နော်။မာလီနီရဲ့မိခင်ဖြစ်သူထွက်သွားတဲ့အချိန်မှာအဖိုးကြီးကပြောခဲ့ပါတယ်။ဟုတ်ပါတယ်တမီးလေးရဲ့အသားငါးစားတယ်ဆိုတာကတော့တာမန်ကိစ္စရဲ့တခုလိုတောင်ဖြစ်နေပြီ။အခုခေတ်မှာကလေးတွေကလူကြီးမိဘတွေရဲ့စကားအနားမထောင်ဘဲလှုပ်ချင်တာလှုပ်ကြတာလေ။ဒါပေမဲ့သူကအသားစိမ်ငါးစိမ်တွေကိုစားနေရနော်။ဒါနဲ့သူကတခြားကမ္ဘာလောကသားတွေနဲ့ပတ်သက်နေတယ်ဆိုတော့တန်တရားဝင်မှုရှိနေလား ကျွန်တော်အိမ်မှာအသားရည်အပုံအနှံ့တွေပြီးတော့မီးလောင်နေတဲ့အနှံ့တွေခဏခဏရရတယ်မသိလို့ရှိရင်တော့တင်းညိုင်းကုန်းဘက်ကနေလာနေတဲ့အနှံ့တွေနဲ့တအားကိုကျူတာပဲကျွန်တော်အဲ့ဒါကြောင့်စိုးရိမ်တာပါဒါပေါ့ရှင်ရှင်ရောက်ဖခင်တရားဆိုတော့အခုလိုမျိုးစိုးရိမ်တာကဖြစ်သင့်ပါတယ်ကျွန်မအနေနဲ့ဘာတစ်ခုမှကူညီပေးလို့မရဘူးကျွန်တော်မျှော်လင့်ချက်အကြီးအကြီးထားပြီးဒီနေရာကိုလာခဲ့တာပါကျွန်တော်တယောက်စကားတွေပြောနေတဲ့အချိန်မှမာလီနီရဲ့အမေလည်းပြန်လည်ရောက်ရှိလာခဲ့ပါတယ် ်မာလီနီကတော့အမေကိုကြည်ပြီးနောက်မှာတော့ခွင့်ပြုချက်တောင်းခံလိုက်ပါတယ်ဒီနောက်သူကလည်းဦးလေးကြီးနဲ့အတူတူလိုက်ပါသွားခဲ့ပါတယ်မာလီနီကလည်းဦးလေးကြီးနဲ့အတူတူသူရဲ့အိမ်ကိုလိုက်ပါသွားပါတယ်တားဖြစ်သူရဲ့အခြေအနေကတော်တော်လေးဆိုးရွားနေခဲ့ပါပြီသူကတော့တောင်းတနေရာမှာထိုင်နေခဲ့ပြီးနေရာနဲ့ခေါင်းကိုစောင့်နေခဲ့ပါတယ်ရောက်လာပြီလားနင်းလာပြီလားငါနဲ့ဘယ်စောင့်နေရလဲပြောပြီးနောက်မှာတော့အတန်အကျဲကြီးကြီးမောနေခဲ့ပါတယ်တားဖြစ်သူရဲ့အတန်ကမိန်ကလေးအတန်ဖြစ်နေခဲ့တဲ့အတွက်ကြောင့်မို့လို့အဖိုးအိုကြီးလည်းစိတ်ပြတ်နေပါတယ် နေရဘယ်သူလဲသူ့ခန္ဓာကိုယ်ရဲ့ဝင်ပြီးတော့ဘာလုပ်နေရလဲဒီကနေထွက်သွားလိုက်ပါသွားမှာပေါ့ငါဒီကနေထွက်သွားမှာဒါပေမဲ့တယောက်တည်းတော့မသွားဘူးသူ့ကိုလည်းအတူတူခေါ်သွားမယ်ပြောပြီးတော့သူအတန်အကျဲကြီးနဲ့ရီမောနေခဲ့ပါတယ်မာလီနီကတော့သူနဲ့အတူတူတမ်းမြာသည်တလုံးကိုယူလာခဲ့ပါတယ်သူရဲ့ခေါင်းပေါ်မှာသုံးဖက်ပတ်ပြီးနောက်မှာတော့တမ်းမြာသည်ကိုခွဲခြားလိုက်တဲ့အချိန်မှာပဲတမ်းမြာသည်ရဲ့ကသွေးတွေထွက်လာခဲ့ပါတယ်ဒီအချိန်မှာကောင်းလေးကထပြောပါတယ်ကဲပါအောင်အဖေရဲ့ကျွန်တော်ကဲပါအောင်ကျွန်တော်ကဲပါအောင်သူတို့ကျွန်တော်ကိုအစိမ်းလိုက်ကြိုက်စားကြလိမ့်မယ်ကျွန်တော်ကဲပါအောင် ျွန်တော်တို့တို့ဒီနေ့ညခေါ်သွားကြလိမ့်မယ်ကျွန်တော်ကဲပါအောင်ကျမအခုကြည်ရတလို့ဆိုရင်တော့သူရဲ့ခန္ဓာကိုယ်ပေါ်မှာတရေတွေဝိညာဉ်တွေပူးကပ်နေရပဲဒါတွေကိုဖြစ်အောင်တစုံတစ်ယောက်ကလှုပ်ထားခဲ့တာဘဲသူမဆိုအခုလိုအမောင့်ပြောကားနဲ့အတိုက်ခံရပြီးဆိုရင်တော့ရက်40ပဲအသက်ရှင်လိုက်မယ်။ကျမစစ်စဲကြီးကလို့ဆိုရင်တော့သူ့အပေါ်မှာဒါရီဖြစ်နေရ15ရက်ကျော်နေပြီ။သူ့ကိုကျမတို့ကဲတင်ပေးဖို့ခတ်ခဲ့တယ်။ဒီလိုမပြောပါနဲ့ဗျ။ကျွန်တော်တို့ခမည်းတော်ကိုတော်တော်လေးမျောလင်းချက်ထားထားတာ။ကောင်းပြီလေ။ကျမအနေနဲ့မယ်တော့ကိုပဲယုံကြည်ရတော့မယ်။ ဒါကြောင့်ကျမပြောတာတွေကိုပြင်ဆင်ထားလိုက်တော့ကျမတို့နောက်နေ့ဆက်ပြီးတော့ပူဇော်ပွဲကျင်းပမယ်ဒီလိုနဲ့မော်လီနီကလည်းကောင်လေးရဲ့ခေါင်းကိုကင်ပြီးနောက်ဂါရမန်တန်တွေရုတ်ဖတ်လိုက်တဲ့အခါမှာကောင်လေးအိပ်ပျော်သွားပါတယ်ကျမအကူသူ့ကိုလုံခြုံသွားအောင်ခဏတာလှုပ်ထားပေးတယ်အခုတော့၈နာရီလောက်အေးအေးဆေးဆေးနေလို့ရပြီမနက်ဖြန်ကြရင်တော့ရှင်တို့အားလုံးခက်ခဲတွေကိုရင်ဆိုင်ရလိမ့်မယ်အားရကြအောင်အားလုံးပဲအေးအေးဆေးဆေးအားယူကြပါအောင်မနက်ဖြန်ကြမှတွေ့ကြမယ်နော်ပြောဆိုပြီးနောက်မော်လီနီကလည်းထွက်ခွာလာခဲ့ပါတယ်သူမလည်းမနက်ဖြန်အတွက်ပူဇော်ပွဲကျင်းပဖို့အတွက်ပြင်ဆင်ပါတယ် သူမရဲ့ဘေးပတ်ဝန်းကျင်မှာအမောင်ပယောဂါရီအများကြီးရှိနေကြောင်းကိုလည်းခန်းစားနေရပါတယ်။ဒီအချိန်မှာပဲဆရာကြီးတစ်ပါးကသူမရဲ့အာယုံထဲကိုရောက်ရှိလာခဲ့ပြီးသူမကိုပြောပါတယ်။မာလီနီရဲ့ဂျာရီအားလုံးနဲ့နင်ခတ်ခင်ခင်မာနေပါ။ဂျာရီအားလုံးကိုငါကိုယ်တိုင်လှုပ်ထားပေးရပါပဲ။ဒီကောင်လေးကိုအမောင်ပြောကနဲ့တိုက်ဖို့အတွက်သူ့ရဲ့ဆွေမျိုးတယောက်ကလှောက်ခိုင်းထားခဲ့တာ။ငါလောက်ထားတဲ့အစီရင်တွေကိုဖျက်ဆီးဖို့အတွက်မကြိုးစားပါနဲ့။နင်သာဒီကိစ္စမှာဝင်ပါမယ်ဆိုလို့ရှင်တော့ငါနဲ့ဘာဖျက်ဆီးပြင်မယ်။ ူရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာမော်လီနီလမ်းဖြန်သွားပါတယ်အထင်အရှားဒီဘုရားရှိခိုးပြီးနောက်မှာတော့သူမကလည်းရေစင်ရေတန်းတွေပတ်ဖြန်ပြီးနောက်မှာတော့အိတ်လိုက်ပါတယ်သူမအရင်ညမှာတော့တတော်လေးစိတ်ရှုံနေခဲ့ရပါတယ်တင်ညာရင်ကုန်းကရနေတဲ့အနံ့တွေကိုသူမအိမ်ထဲမှာလည်းရနေခဲ့ပါတယ်တဆောင်တယောက်ကသူမရဲ့ခန္ဓာကိုယ်ကိုမိဘုံနဲ့ပြစ်ချလိုက်တယ်လို့မျိုးခန္ဓာကိုယ်တစ်ခုလုံးပူလောင်လာပါတယ်။ဒါကြောင့်မာလီနီကလည်းညအချိန်မတော်ကြီးမှာပဲဦးလေးကြီးကိုဖုန်းဆက်လိုက်ပါတယ်။ဦးလေးကြီးရဲ့သားဖြစ်သူရောဘယ်လိုလဲအဆင်ပြေလား။ဟုတ်တယ်အဆင်ပြေပါတယ်။ နင်းသွားတဲ့အချိန်ကစပြီးသူအိပ်ပျော်နေရလေတခုခုစနာရှိလို့လားမနေ့ပြန်ကျမမလာခင်မှာရေစင်ရေတန်းနဲ့သူ့ကိုရေမိုးချိုတန်းစင်ပေးထားလိုက်ပြီးတော့ရင်တော့သူရဲ့ခန္ဓာကိုယ်မှာပစိုးတစ်ထည့်ကိုပဲဝတ်ထားပေးနားလေလားဒီလိုနဲ့ဦးလေးကြီးကလည်းကောင်းနေလိုက်ပါရီနောက်နေ့မှမာလီဒီအိမ်ကိုရောက်လာတော့အဖိုးကသူ့သားကိုပြင်ဆင်ပေးထားပါရီတန်းစင်ရဲ့ရေစင်ရင်မန်းနဲ့ရေမိုးချိုတန်းစင်ထားတဲ့အတွက်ကြောင့်မို့လို့အမောင်ပြောကောက်ရီသူ့နာမကန်နိုင်ပါဘူးမော်လီနီကပူဇော်ပွဲကိုစတင်ကျင်းပပါရီအဲ့ဒီနေရာမှာဆွေမျိုးတွေကလည်းထိုင်နေကြပါရီ သူမစတင်ပြီးတော့ဂါရမန်နော်တွေကိုရုတ်ဖမ်းနေခဲ့ပါပြီဒီနောက်မှာတော့မာလီနီကလည်းအနီရောင်စင်းနေမုံနဲ့မြင်းတားပြီးစီတားလိုက်တဲ့အချိန်မှာပဲကောင်းလေးထော်ပါရီကဲပါအောင်ကျွန်တော်ကဲပါအောင်ကျွန်တော်ကဲကြပါအောင်ဗျာကျွန်တော်ကဲကြပါအောင်ဘာအောင်မကြောက်လန့်စရာမလိုဘာအောင်မကြောက်လန့်မနေနဲ့သူအနေကိုအားနေသွားစေချင်တာနေအားနေသွားအောင်လို့သူလုပ်နေတာနေရဲ့စိတ်ကိုအားပြည့်အောင်ထားစမ်းပါစိတ်တဲ့ခိုင်မအောင်နေကြလားကဲနေဖျားကိုပဲကြာနေပါ အားလုံးလည်းသူအစဉ်ပြေသွားဖို့အတွက်ဆုတောင်းပေးကြပါစိတ်ထဲကနေဖျားကိုတန်းတနေကြပါစိတ်ထဲကနေပြီးတော့ဆုတောင်းနေကြဒီအချိန်မှာပဲကောင်းလေးရဲ့ခန္ဓာကကိုယ်ရဲ့အမှောင်ပြောကဝိညာဉ်တွေပူကပ်ပြီးတော့အော်ဟဲတောင်းညံပါရီငတောင်းမနင်တာဘာလောက်တာလဲသူကပြူစားခံထားရတာပြူစားခံထားရတဲ့သူကဘယ်တော့မှနေပြန်မကောင်းနိုင်ဘူးဆိုတာကိုနင်နားမလည်ဘူးလားသူခန္ဓာကိုယ်ကအမှောင်ပြောကဝိညာဉ်တွေကိုထုတ်ဖို့အတွက်နင်စူးစမ်းနေရနင်ဘာဒုက္ခတွေ့လိမ့်မယ်နင်တို့အားလုံးငါရအောင်လို့ထွက်သွားအောင်လုပ်ပြမယ် ဒါရီအလုံးကိုဘယ်သူလှုပ်ထားတာလဲဆိုတော့ကိုပဲငါတွေ့သွားလို့ကတော့တခါရဲအဆုံးသတ်ပြစ်မယ်ဒါရီအလုံးကသူ့ရှိကိုပြန်ရောက်သွားလိမ့်မယ်ဘယ်သူလှုပ်တာလဲတီလို့ကတော့အရာအလုံးပွဲသိမ့်ပြီပဲမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးငါရဲ့စွမ်းအားတွေကဘယ်တော့မှသူ့စီကိုပြန်ရောက်သွားစေရအကြောင်းရှိဘူးဒါကဘုရားသခင်ကိုယ်တိုင်ဟောပြောခဲ့တဲ့အရာတွေပဲဘယ်သူကိုမကောင်းကြံမလဲကိုကိုယ်တိုင်ကပြန်ခံရလိမ့်မယ် ပြောပြီးနောက်မှာမော်လီနီကလည်းဖျားဆောက်တွေကိုထမှန်ရုပ်ဖတ်ပါရီပီတာနဲ့တမ်းမြာသည်တလုံးယူပြီးကောင်လေးရဲ့ခေါင်းပေါ်ကနေသုံးဖက်ပတ်လိုက်ပါရီဒီနောက်မှာတော့ကောင်လေးကိုရေစင်ရေတန့်တွေနဲ့ပတ်ဖြားလိုက်ပါရီကောင်လေးကလည်းနာကျင်လုံးလုံးအော်ဟစ်နေခဲ့ရပေါ့ဒီနောက်မှာတော့သူကလည်းဆေးအနီမုတ်ကိုဖြန်းထည့်လိုက်ပြီးနောက်မှာတော့နမဲတစ်ခုပေါ်လာခဲ့ပါရီမျက်နှာတစ်ခုပေါ်လာခဲ့တဲ့အတွက်ကြောင့်မို့လို့ဦးလေးကြီးကိုမေးလိုက်ပါရီဒီအမျိုးသမီးဘယ်သူလဲဆိုတာကိုသိလားဒီမှာနမဲလဲရေးထားတယ်ရူဟီဆိုတာဘယ်သူလဲအားလုံးကလည်းအရန်ကိုအားအသိငုံကြပါရီ ရူဟီရူဟီဆိုတာကငါ့ရဲ့တမီးလေးပဲဟိုမှာထိုင်နေရလေဘလို့ဖြစ်ကြလဲနေကနေအကိုပြန်ပြီးတော့ဖြူစားထားတယ်ဟုတ်လားဘာလို့သူ့ကိုအောက်လံပျောကားနဲ့တိုက်ထားရတာလဲတိတ်မကြခင်မှာသူ့အတက်ကိုပါဆုံရှုံရတော့မယ်ဆိုတာကိုနေမသိဘူးလားကျမဘာမှမလုပ်ခဲ့ဘူးကျမတကယ်ပြောနေရနော်လူတွေကိုနေလိန်ချင်းလိန်လို့ရလိမ့်မယ်ဖယားသခင်ကိုတော့နေလိန်လို့မရအောင်နေရဲ့အမှန်တရားတွေအလုံးပေါ်ပေါက်လာပြီလေဘာလို့များနေရဲ့အကိုရင်းဘော်ကိုအခုလိုမျိုးရုံမှာရက်ဆက်ခဲ့ရတာလဲဘာလို့ဓာရီကိုလှုပ်ခဲ့ရတာလဲဆိုတာကိုပြောစမ်းမအောင်အေးဟုတ်တယ်ဟုတ်တယ်လှုပ်ခဲ့တယ် ဘာဖြစ်လဲလောက်တော့ဘာဖြစ်လို့လဲငါဖေကဒီလောက်တောင်မှချမ်းသာနေရပဲလေပတ်စံတွေဒီလောက်အများကြီးရှိရတာနဲ့ငါနဲ့ငါယောက်ျားဒီလောက်ဒုက္ခဆင်းရဲတွေခံစားနေရတာကိုကြည့်နေတယ်ငါတို့ဘယ်တော့မှအကူအညီမပေးခဲ့ဘူးပြီးတော့ပိုင်ဆိုင်မှုတွေအကုန်လုံးကလည်းအကိုပစ္စည်းတွေကြီးပဲဆိုပြီးတော့ပြောခဲ့တယ်ငါတို့ဒုက္ခရောက်နေတဲ့အချိန်မှာတော့ငါတို့မကူညီဘူးငါရဲ့ဆင်းရဲဒုက္ခတွေကိုတော့ဘယ်သူမှနားမလည်ကြဘူးနဲ့တူပါတယ်အဲဒါကြောင့်သူ့ကိုတခါရဲပဲအပေါ်ပို့ပေးလိုက်တော့မလို့သူမရှိရတဲ့အခါကျရင်ပိုင်ဆိုင်မှုတွေအကုန်လုံးကငါ့ဟာဖြစ်လာမှာ ။ဒီလောက်တော့မှဖြစ်နေရဆိုတော့နင့်ဘောတခါတည်းအဆုံးသတ်ပေးလိုက်မယ်နော်။အခုနှစ်ယောက်လုံးကိုတခါတည်းအဆုံးသတ်ပြစ်မယ်။ဒီလိုနဲ့သူကလည်းဒါတချောင်းကိုင်လာခဲ့ပြီးနောက်မှာတော့သူ့အကိုကိုတတ်ဖို့အတွက်ရှေ့တိုးလာပါရီ။ဒီအချိန်မှာမာလီနီကအော်ပြီးပြောပါရီ။မာလီနီကြားနေခဲ့ပေမဲ့ရိုဟီကတော့စီးကိုကြောင်းမိသွားခဲ့ပါပြီ။စီးကြောင်းမိသွားတဲ့အချိန်မှာပဲအမောင့်ပြောကောက်ရီအလုံးကသူမထံကိုရောက်ရှိသွားပါရီ။ဒီနေ့နဲ့သူမနေရာမှာပဲအသက်ထွက်သွားခဲ့ပါရီ။ ဒါဘာဖြစ်သွားတာလဲခလေးတယောက်ကိုကဲတင်ဖို့အတွက်ကြိုးစားနေနောက်ထပ်ခလေးတယောက်ကိုလက်လွတ်ဆုံးရှုံးခံလိုက်ရတယ်မစိုးရင်ပါနဲ့ဒါကဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲကျမတို့လည်းမတတ်နိုင်ဘူးလေသူဒါကောင်းမွန်ခဲ့မယ်ဆိုရင်တော့အခုလိုဖြစ်စရာအကြောင်းမရှိဘူးသူကိုယ်တိုင်ကသူ့ရဲ့အကိုအပေါ်ကိုယုံမာတဲ့စိတ်တွေထားရှိခဲ့ရပဲမလားဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ အခုလိုမျိုးစိတ်ဝင်စားဖွယ်ရတရေပုံမြင်လေးတွေကိုကြည့်ကြတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့ editor ပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။